မကွေးတိုင်းပခုတ်ကူမြို့နယ်တဲကကျေးရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအမျိုးသမီးတဦးသေဆုံးပြီးအမျိုးသား၃ဦးထိခိုက်ခဲ့တယ်လို့အေယာတောင်းချက်ကလေးတပ်ဖွဲ့စီကတီးရပါတယ်။ဧပြီ23ရက်ညနေ4:30မိနစ်ဝန်းကျင်မှာစစ်ကောင်စီရဲ့ချက်ဖိုက်တာ၂စီးကနေ7စုရွာရွာတက်အောက်ကျင်းနဲ့ဖလန်ဦးကျေးရွာတွေအနီးကိုရော့ကတ်၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ရမှာထိခိုက်သေဆုံးခဲ့ကြတာပါ။ဟုတ်ဒီကူရတော့နေရာချင်းပြည်ပြီးဆုံးတာပေါ့မိမလူကြီးပေါ့။အဲဒီသူကတော့ဤသူ လေးဦးပေါ့ဒီကပြည်သူလေးဦးတဦးဆုံးရှုံးတာပေါ့မြို့သမီးတဦးပေါ့မြို့သားတဦးပေါ့ကျစင်းမှုအကြီးတုံးလုံးပေါ့ဒီတိုက်ခိုက်မှုကြောင့်ဆယ်ပင်စုကြီးရွာကအသက်၁၈နှစ်အရွယ်မျိုးသမီးတူသေဆုံးပြီးရွာသက်ရွာကအသက်၁၈နှစ်အရွယ်အမျိုးသားသုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဆယ်ပင်စုရွာကဘုံကြီးကျောင်းစာသင်ကျောင်းနဲ့နေအိမ်၃လုံးအပါတိုက်ခိုက်ခံရတဲ့ကြီးရွာတွေကစုစုပေါင်းနေအိမ်၅လုံးပျက်စီးခဲ့ပါတယ်။ဘုံကျောင်းနဲ့မဆစ်ဆောင်နေနေရာကြီးတယ်။အဲဒီ ကြောင်းပေါ်ကိုသူကတဲတော့တဲချတာဒါပေမဲ့သူကတားကလွှဲပြီးတော့မှဘီးပဝင်ချင်းကအိမ်လေးကိုကြတာပေါ့အဲအဲ့အိမ်ကလူတွေအဲတိတ်ကြိုက်တာပါရော့ကတ်အပြင်ဆက်တနက်မီးလောင်မုန်းတွေလည်းပြစ်ခတ်ကျဲချသွားတာဖြစ်ပြီးအခုလိုပြစ်ခတ်မှုလုပ်ခံနေရတဲ့ဒေသခံတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုသတိထားကြဖို့သူကဆက်ပြောပါတယ်ဒီလိုရတဲ့အိမ်တော့မများတယ်ဗျာတော်တော်များတယ်အဲအဲအဲရွာကြီးကနေမဝင်ချင်းရွာကြီးခြောက်ခိုင်းတဲ့ဘုတ်ပေါ့ဗျာစစ်ချောင်းနေနေတဲ့ပုံချောင်း ထတဲ့သဘောပြအဲ့တော့ကြစ်မဲ့လွေးတာပဲတကယ်တော့ဧပြီလဒုတိယပတ်တကြံတွင်းကစပြီးပခုတ်ကူမျိုးနယ်တွင်းကိုဘုံကျက်တိုက်ခိုက်တာတွေခက်ဆိတ်ဆိတ်လှုပ်လာတဲ့အတွက်ဖလံအိုရွာကံပေါင်းစုရွာကျဲပင်စုရွာအောက်ကျင်းစုရွာရွာသိပ်ရွာရိုးရရွာတမာပင်ရွာပူရွာမြင်းနီတွင်းရွာချမ်းရွာတွေကဒေသခံ9000ကျော်ထပ်ပြေးတိတ်ရှောင်နေရတယ်လို့သိရပါဗျ။